င်္ဂလာပါဒီတစ်ခါကြာရင်မပြောရမလဲဆိုတော့အချိုးလူတွေကဘယ်လိုပြောရမလဲစာနာကိုချင်းစာစိတ်မရှိတဲ့သူတွေပေါ့နော်ဆိုတာကကိုချင်းစာစိတ်မရှိတဲ့သူတွေသူတွေကတဲ့သူတို့ဟာနေရာလေးတစ်ခုရသွားပြီဆိုလို့ရှိရင်တဲ့ဘာဖြစ်လဲဆိုတော့ ကောင်းတဲ့သူတွေပေါ့နော်တခြားသူတွေကိုသူတို့ကဘာလို့လဲဆိုရင်လိုက်ပြီးတော့ဒုက္ခပေးတော့တာပဲပေါ့နော်အဲ့ဒီလူတွေကကောက်ကောက်မွန်းမွန်းလုပ်တဲ့သူတွေကပို့လို့ဒုက္ခရောက်လာရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဘယ်နေရာဘယ်ဒီတမ်းမှာပဲလို့လို့ကိုကအာလုပ်ငန်းတစ်ခုကိုလုပ်ရမယ်ဆိုလို့ရှိရင်လည်းအဲ့ဒီနေရာကိုကိုကနည်းနည်းပပတော့လိမ့်လာတင်တယ်ဆိုတာကတချို့တွေကတကယ်ကိုမ ကိုကျင်းစာစိတ်ကလုံးဝမရှိဘူးအာကိုလုံးရတဲ့အရာမှကိုပေါ့နော်အဲ့လိုမျိုးကိုပြောတဲ့အရာကိုပဲဟုတ်ကဲ့ဆိုပြီးတော့အဲ့လိုမျိုးလုပ်တဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒါဟာလဲကျွန်တော်ကပြောရမယ်ဆိုရင်ကုမ္ပဏီပိုင်းဆိုင်ရာမှာကျွန်တော်ရဲ့တွေ့ကြုံလေးတစ်ခုကိုပြောပြပေးရင်ပေါ့နော်ကုမ္ပဏီပိုင်းဆိုင်ရာတစ်ခုမှာလူတယောက်ကအာသူကကိုနဲ့တွေ့ရင်တော့အဲ့လိုမျိုးဖော်ဖော်ရွရွပဲအဲ့လိုပုံစံမျိုးရှိတယ်ပေါ့နော် ဒါပေမဲ့သူတို့ကဘယ်လိုပုံစံအဲ့ဒီလူကဘယ်လိုပုံစံမျိုးလဲဆိုတဲ့ခါကျတော့ तू ကသူမှသူပေါ့နော်အဲ့လိုမျိုးဒါဆိုရင် तू မှားနေတဲ့အရာတခုကိုကိုရီးယားလည်းလက်ခံလို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲ तू တွေးနေတာ तू လုံနေတာကိုမှားတယ်ဟုတ်တယ်ဟုတ်လားဒါပေမဲ့သူကကိုကိုနဲ့ကိုနဲ့တွေ့တဲ့အခါဆိုရင်ဒီကိစ္စတွေကိုဒါလိုက်အဲ့လိုမျိုးဖြေရှင်းတာမဟုတ်ဘဲနဲ့ဘယ်လိုလုပ်လဲဆိုရင်ပါဝင်ခြင်းကိုလိုက်ပြီးတော့သူကပြောတာပေါ့နော်အဲ့လိုပုံစံမျိုးတွေလိုက်ပြောတာပေါ့နော် ဆိုတော့အဓိကကသူသူ့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုရင်ဒီကုမ္ပဏီနေဒီကုမ္ပဏီလုပ်ငန်းနဲ့ပတ်သက်ရင်သူကနေရာလိုချင်တယ်ပေါ့နော်နေရာလိုချင်တယ်သူကကြည့်ခဲ့တဲ့ပုံကိုယ်တွေနဲ့အဲ့လိုမျိုးစကားပြောရချင်တဲ့အဲ့လိုပုံစံမျိုးပေါ့နော်ဒါသူလိုချင်တဲ့အရာတစ်ခုပေါ့နော်ဆိုတော့သူလိုချင်တဲ့သူလိုချင်တဲ့အရာတစ်ခုအတွက်နဲ့ကြံတဲ့သူတွေကဒုက္ခရောက်လာတယ်ပေါ့နော် အာဆိုတော့ဒါကတော့ကိုတွေ့ကြုံပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးကိုကတိလိုက်ရတဲ့အခါမှာကြာတော့ကိုကဘာဖြစ်လဲဆိုတော့အခါကျဖုံထိုးပြီးတော့သူကပြောတယ်အာဒီကိစ္စဘယ်လိုဖြစ်တာလဲပေါ့နော်အာဒီနေရာတစ်ခုမှာကိုကဟိုကိုကမလို့ရရင်လည်းဘာမှပြဿနာရှိတဲ့အရာမဟုတ်ဘူးဒီနေရာတွေကကိုမမောတဲ့အရာတွေလည်းမဟုတ်ဘူးစိတ်ဝင်စားတဲ့အရာတွေလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုကကြုံတိုင်းတဲ့အခါဆိုတဲ့အခါကျတော့ကိုက ဝင်ပြီးတော့လှုပ်တယ်အာကိုအတွက်အဆင်ပြေနိုင်တယ်ဆိုရင်ကိုကအဲ့လိုမျိုးဝင်ပြီးလှုပ်တဲ့အချိန်မှာပေါ့နော်အဲ့လိုမျိုးလှုပ်တဲ့အချိန်မှာအဲ့ဒီလူတယောက်ကအဲ့လိုမျိုးဖြစ်လာတယ်ပေါ့နော်ဒါဆိုတော့သူတို့အနေနဲ့ကဘယ်လိုပုံစံမျိုးလုပ်ရတယ်လဲဆိုတော့โอเคဒါဆိုလို့ရှိရင်ရတယ်သူဖြစ်ချင်တဲ့အတိုင်းတာကိုကိုကဖြစ်ပေးလိုက်တယ်ဘာမှပြဿနာမရှိဘူးဟုတ်ပြီဒါပေမဲ့အဲ့ဒီလူကိုကြတော့ကိုကဘာထပ်ပြီးပြောရတယ်ဆိုတော့ ူကိုအချိုးအချောင်းလေးကိုကပြောပြီးရင်နောက်ထပ်ဘာမှမပြောတော့ဘူးအာခွန်လဲခွန်လွတ်တယ်ဆွန်လဲဆွန်လိုက်တယ်ပေါ့နော်ဒီနေ့အချိန်ထိတိတ်ပြီးတော့မပြောဘူးပေါ့နော်အာဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ခဏကလို့ပြောလို့မျိုးတရားနဲ့တရားကိုမျက်နှာချင်းဆိုင်ပြီးစကားပြောရရင်တော့ပါပဲဖြစ်ဖြစ်လေးလေးစားစားနဲ့တော့ဒါဆက်ဆံအပေါင်းအသင်းနဲ့ပေါ့နော်ဒါပေမဲ့ ဒီလိုမျိုးလူတွေနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတစ်ခုကိုအတူတူလုပ်ဖို့လို့ဆိုတာကလုံးဝလုံးဝမဖြစ်နိုင်တော့ဘူးဆိုတော့အဲ့ဒီနေရာမှာဆိုရင်သူ့ကိုကိုကခွန်လွှဲလိုက်တယ်ပြီးရင်ဆွန့်လွှတ်ပလိုက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်ဒါကဘာလဲဆိုရင်တချို့အရာတွေကဆွဲထားလို့မရဘူးလေနော်ဆိုရင်ခွန်လွှဲလို့ရတဲ့အကြောင်းအရာတစ်ခုနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ခွန်လွှဲပေးလို့ရတယ်ပေါ့နော် တချို့အရာတွေကြာရင်ခွင်းလွှဲယုံနေမရတော့ဆွန့်လွတ်မှကိုရတဲ့အကြောင်းအရာတွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဆွန့်လွတ်ရမယ့်အကြောင်းအရာတွေရှိလာရင်ဆွန့်လွတ်ဖို့ရအောင်လဲဝင်မလေးနဲ့ပေါ့နော်တကယ်လို့ကိုကအဲ့ဒီလိုမျိုးဆွန့်လွတ်ရမှာတို့ခွင်းလွှဲရမှာတို့ကို အားနာနေတယ်ဆိုပြီးဘာဖြစ်မလဲကိုကပါသွားမယ်ကိုပဲခံရလိမ့်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီလိုလူတွေက သူတို့က အာနေရအရန်လိုချင်တဲ့သူတွေပေါ့နော်အာအဲ့ဆိုနေရအရန်လိုချင်တဲ့သူတွေကိုသူတို့စိတ်ချမ်းသာအောင်ကိုပေးလိုက်ဘာမှပြဿနာမရှိဘူးကိုကဖန်တီးယူလို့ရတဲ့အကြောင်းအရာတွေအများကြီးပဲရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့အတွေ့အကြုံလေးတွေပဲဖြစ်ပါတယ်ဒါလေးတွေကိုလာပြီးတော့ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ဒါကြောင့်ဘာပဲဖြစ်ဖြစ်ပေါ့နော်လုပ်ငန်းတစ်ခုလုပ်တဲ့နေရာမှာတိတိချချာလေးခေါင်းအေးအေးထားပြီးတော့စဉ်းစားပါဝေဖန်ပါနားပြောရလို့ အနာခံပြီးတော့ဆွဲတော့မထားနဲ့ပေါ့နော်ဟိုခွန်းလွက်လွက်ခွန်းလွက်လို့ရတဲ့အကြောင်းအကြောင်းအရာပဲဆိုရင်တော့ခွန်းလွက်ပေးပါအာအတန်းနိုင်ဆုံးဆွေးနွေးပါလုပ်ငန်းတစ်ခုမှာပေါ့နော်တန်းနိုင်ဆုံးဆွေးနွေးပါဆွေးနွေးပြီးမှဒါကိုကပြန်ပြီးတော့တင်းတင်းမြတ်မြတ်လုပ်ရမှာပေါ့နော်အေးခွန်းလွက်လို့ကိုမရတော့ဘူးတဲ့အဆုံးဆိုလို့ရှိရင် လုံးဝတိုင်ရောစင်ကိုဘက်ကထားနေမစရာမလိုဘူးပေါ့နော်ဆွန့်လွှတ်ပလိုက်တာကတော့အကောင်းဆုံးပဲပေါ့နော်ဆွန့်လွှတ်လိုက်တဲ့ဆိုလို့ရှိရင်နောက်ကိုဘာလုပ်ငန်းကိုပဲလှုပ်လို့ဒီလူရဲ့ကိုကိုဒုက္ခပေးမဲ့ရန်ဆိုတာကအကင်ဝေးသွားပြီပေါ့နော်မဆွဲလွတ်ဘူးဆိုရင်အဲ့ဒီလူကချိန်လို့ကိုကိုဒုက္ခလာပေးနေဦးမှာပဲဒါကြောင့်မို့လို့ကိုကဆွန့်လွှတ်တဲ့အရာတွေဖြစ်ပေါ်လာရင်လုံးဝ တာရောတင်မထားပဲနဲ့ဆုံးဖြတ်ပလိုက်ပါပေါ့နော်ကျွန်တော်ဟာအဲ့ဒီလိုမျိုးကျွန်တော်ဆုံးဖြတ်ပြီးတော့ကျွန်တော်ခွန်လှက်လဲခွန်လက်ခွန်လက်လဲဆွန်လက်ဆွန်လှက်လိုက်တယ်ပေါ့နော်အဲ့ဒီလိုမျိုးခွန်လှက်လိုက်တယ်ဆွန်လှက်လိုက်တဲ့အတွက်နဲ့နောက်ဘာလုပ်ငန်းမဆိုသူနဲ့ကိုနဲ့သူကိုကိုဒုက္ခပေးစရာအကြောင်းမရှိတော့ဘူးပေါ့နော်အဲ့ဒါလေးတွေကိုလာပြီးတော့ပြန်လဲမျှဝေပေးတာဖြစ်ပါလေโอเคနောက်ဖြစ်တွေကြမှာကျွန်တော်တို့ပြန်လဲစုံစည်းကြမယ်နော်ဗီဒီယိုလေးတွေကိုကြည့်ရှုပြီးသားလဲ like share လေးတွေလုပ်ပေးခဲ့ပါအောင်လို့ပြောနေအားလုံး bye bye